ခင်မမို့အေကိုခေါင်းဆောင်အဖြစ်နဲ့ရိုက်မယ်ဆိုတဲ့စကားအတိုင်းညှိခြင်းတယ်အဲ့ဒါကြောင့်အဲဆိုင်းစီကိုကတ်စ်လုပ်ဖြစ်တာပါခင်မမို့အေနာမည်နောက်မှာခြေခြေနဲ့နဲ့နေမဲ့သူအိုက်တင်ကိုတကယ်စိတ်ဝင်စားရတဲ့သူယူတော့တဲ့သူစဉ်းစားရတဲ့အချိန်မှာကျွန်တော်သူ့ကိုပြန်တတိယအဆိုတော်တွေကတရုတ်ဆောင်အောင်နဲ့ပတ်သက်လို့မစိမ့်ကြပါဘူးမုဆိုတဲ့နေရာမှာတော့တချင်းဆိုတာနဲ့တရုတ်ဆောင်တာမုထည့်ရတာချင်းကတော့အခြေခံအဖြစ်တူတူပဲအဆိုတော်တွေကိုတရုတ်ဆောင်ဖြစ်နေရရင်လည်းမုကိုအလိုလိုနားလည်ပြီးသားတွေဖြစ်နေတယ်ယုံကြည်ပါတယ် အဲဆန်းစီလုံနိုင်မှာပါ down စီအောင်လေးလိုက်မစင်းစားဘူးသိလားကိစ္စတစ်ခုကအဲ့လို down စီအောင်လေးစင်းစားလေးလေးပြတ်ဖို့အများလေးလေးပဲကျွန်တော်ကအဲ့လိုမျိုးတစ်ခုခုလှုပ်ချင်လာပြီဆိုအရင် down စီနေအောင်မစင်းစားဘူးဒီလူနဲ့အရင်ရိုက်ချင်လာရိုက်လိုက်တယ်ရိုက်ချင်တယ်ရိုက်လိုက်တယ်ဖြစ်လာတဲ့အကောင်ဆုံးငါလက်ခံနိုင်မလားသေကိုကိုတေးချအောင်ပြန်မေးတယ်ဒီကြပြီဆိုကျွန်တော်ရိုက်လိုက်တာပဲတိတ်ပြီးတော့ဟာဒီတော့ဖြစ်ပါမလားအရင်တော့ဘာတွေလုပ်ဘူးလဲလုံနိုင်ရလားအဲ့လိုမျိုးတွေရှောက်တွေးလေလေပြက်လေလေပဲဗျာ အဲ့ကြောင့်ကျွန်တော်တခုခုဆိုအများကြီးမစင်စားတဲ့အထဲမှာပါတယ် follow my inner mind ပေါ့နော်စိတ်ထဲကလာတဲ့အတန်ကိုပဲကျွန်တော်နားထောင်တယ်ကျွန်တော်ဒီကားအတွက်ကျွန်တော်စဉ်းစားတဲ့နေရာမှာငါတို့ကခင်မမို့အေးဆိုတော့ကားထဲမှာ နောက်ထပ်မင်းသမီးတွေပါပါတယ်မင်းသမီးကြီးတွေထဲမှာမမိုက်ဆိုးတို့မဆင်းတို့မမိုးတို့ရိုက်မယ်ဆိုရင်လေသူတို့ကန်းလိုက်ရင်လေသူတို့ဒါအမောင်ချစ်တဲ့စိတ်နဲ့ရိုက်ပေးကြမှာပါပဲ ဒါပေမဲ့နာမည်ထိုးတဲ့နေရာမှာဟိုမှာဆိုမြတ်သူစာဆိုရင်ဆိုမြတ်သူစာခင်မို့မို့အေးလို့ကျွန်တော်ထိုးပေးရတော့မယ်။အဲ့ဒါဆိုရင်ကြတော့ခင်မို့မို့အေးကိုခေါင်းဆောင်တင်ရိုက်ရမကြတော့ဘူးပေါ့နော်။အားကြောင့်စဉ်းစားရတဲ့နေရာမှာခင်မို့မို့အေးနာမည်နောက်မှာပဲကြည်ကြည်နက်နက်နေမဲ့သူဖြစ်အောင်စဉ်းစားရခင်မို့မို့အေးကိုခေါင်းဆောင်အဖြစ်နဲ့ရိုက်မယ်ဆိုတဲ့စကားအတိုင်းညှိခြင်းတယ်။အဲ့ဒါကြောင့်အဲ့ဒါဆိုင်းစီကိုကတ်လုပ်ဖြစ်တာပါ။လွန်ခဲ့တဲ့3နှစ်လောက်တုန်းက အဆိုင်စီနဲ့ကျွန်တော် program တခုရိုက်တော့ဟာသူကျွန်တော်ပြောဘူးတာတခုရှိတယ်အဲကိုရဲအဲ့လိုမျိုးနည်းနည်း item တေးသေးချာချာလောက်ရမဲ့ character မျိုးရှိရင်တော့သူစိတ်ဝင်စားတယ်ရိုက်ချင်တယ်အဲ့ဒါဆိုပြီးကျွန်တော်ပြောဘူးတယ်ဆိုတော့ကျွန်တော်ခေါင်းထဲမှာအဲ့ဒါမှတ်ထားတယ်မှတ်ထားတော့ဒီကားထဲမှာခုနပြောသလိုဟိုခင်မိုးမိုးအေးနာမည်နောက်မှာခြေခြေနက်နက်နေမဲ့သူ item ကိုတကယ်စိတ်ဝင်စားတဲ့သူယူတော့တဲ့သူစဉ်းစားတဲ့အချိန်မှာကျွန်တော်သူ့ကိုပြန်တတိရတယ်အဲ့ဒါကြောင့် သူနဲ့ပဲပထမဆုံးစကားပြောတယ်ဒီ character အတွက်သူနဲ့ပဲပထမဆုံးစကားပြောတယ်ပြောပြီးတော့သူလက်ခံပြတယ်ယုံကြည်ပါတယ်ဟိုအစိုးရတွေကတရုတ်ဆောင်အောင်နဲ့ပတ်သက်လို့မစိမ့်ကြပါဘူး။မုဆိုတဲ့နေရာမှာတော့တချင်းဆိုတာနဲ့တရုတ်ဆောင်တာမုထည့်ရတာချင်းကတော့အခြေခံအဖြစ်တူတူပဲ။ဆိုတော့တရုတ်ဆောင်တွေအစိုးရတွေကိုတရုတ်ဆောင်ဖြစ်နေရရင်လည်းမုကိုအလိုလိုနားလည်ပြီးသားတွေဖြစ်နေတယ်။ယုံကြည်ပါတယ်။အဲဆန်းစီလုံနိုင်မှာပါ။ရင်းဆုံးကျွန်တော်တို့ဖုန်းနဲ့စကားပြောပြကြတယ်။ဖုန်းနဲ့စကားပြောပြီးတော့ဖုန်းထဲကနေအချမ်းမြင်လေးပြောပြတယ်။ ပြောပြီးတော့ကျွန်တော်တို့ချင်းအပြင်မှာတွေ့ဖို့ချိန်လိုက်တယ်ချိန်လိုက်ပြီးတော့အပြင်မှာဇာလန်းပြောဖြစ်တယ်ပြောတော့သူလက်ခံဖုန်းထဲမှာပြောတဲ့ရလဲသူဒါကိုလက်ခံနိုင်လက်မခံနိုင်စဉ်းစားထားပြီးသားပါအပြင်မှာဇာလန်းပြောပြဖြစ်တော့လေပိုသေးချသွားတာပေါ့ဒရမာကားအစ်စ်ပါကျွန်တော်10နှစ်အတွင်းမှာပထမဆုံးပြန်ရိုင်းဖြစ်မဲ့ဒရမာကားအစ်စ်ပါကိုမရိုက်လေသူများရိုက်နေတာပဲလေအဲ့တော့သူများမရိုက်တာကိုပဲနည်းနည်းစဉ်းစားခြင်းလို့လေဒရမာကိုရှောင်ခဲ့တာပါတယ် နောက်တစ်ခုက drama ဆိုတဲ့နေရာမှာကျွန်တော်တို့ဘယ်လိုပြောမလဲအရင်ဆုံးရွေးချယ်စဉ်းစားလိုက်လို့ရှိရင်မိသားစု drama သမီးစား drama အိမ်အောင်ရေး drama ဒါတွေပဲများတယ်လေဆိုတော့ကျွန်တော်ကမတူညီတဲ့ drama တစ်ခုရိုက်ချင်တာဟိုခုနပြောတဲ့ drama မျိုးကတော့ကျွန်တော်မရိုက်လဲရိုက်တဲ့သူတွေအများကြီးပဲလေဆိုတော့ကြည်နေကြရတာပဲသူများမရိုက်တာကိုပဲကျွန်တော်ရိုက်ချင်တာဒီကတော့ဒီငါတို့ကခင်မို့မို့အေးဆိုတဲ့စကားလုံးမှာအားတစ်ခုရှိတယ်လို့ကျွန်တော်ခံစားရတယ် ဒီစကလုံးကိုကျွန်တော်မြင်ထားတဲ့ရှုထောင်းကနေကျွန်တော်ပြချက်တာနောက်ထပ်သရုပ်ဆောင်တွေထပ်ပြီးတော့ခြားပြဖို့ရှိပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကောင်တွေပါပါသေးတယ်ဖြည်းဖြည်းချင်းပေါ့ကားအခုမှ develop လုပ်တော့ဆိုတော့ဖြည်းဖြည်းချင်းပေါ့ down စီအောင်လေးလိုက်မစင်းစားဘူးဖြည်းလားကိစ္စတစ်ခုကအဲ့လို down စီအောင်လေးစဉ်းစားလေးလေးပြက်ဖို့များလေးလေးပဲကျွန်တော်ကအဲ့လိုမျိုးတစ်ခုခုလှုပ်ချင်လာပြီဆိုအရင် down စီနေအောင်မစဉ်းစားဘူးဒီလိုလှုပ်ချင်လာလှုပ်လိုက်တယ် ီလူနဲ့အရိုက်ရိုက်ချင်တာရိုက်လိုက်တယ်ရိုက်ချင်တယ်ရိုက်လိုက်တယ်ဖြစ်လာတဲ့အကောင်ဆုံးငါလက်ခံနိုင်မလားသေကိုကိုတေးချအောင်ပြန်မေးတယ်တေးချပြီဆိုကျွန်တော်ရိုက်လိုက်တာပဲတိတ်ပြီးတော့ဟာဒီတော့ဖြစ်ပါမလားအရင်တော့ဘာတွေလုပ်ဘူးလဲလုံနိုင်ရလားအဲ့လိုမျိုးတွေရှောက်တွေးလေလေပြက်လေလေပဲဗျအဲ့ကြောင့်ကျွန်တော်တခုခုဆိုအများကြီးမစင်စားတဲ့အထဲမှာပါတယ် follow my and on mind ပေါ့နော်စိတ်ထဲကလာတဲ့အတန်ကိုပဲကျွန်တော်နားထောင်တယ် market နဲ့ခေအခြေအနေအရပါကျွန်တော်တဲ့တော်တဲ့ တတ်တဲ့လူငယ်တွေလည်းအများကြီးရှိပါတယ်ခေအခြေအနေအရ market အခြေအနေအရနောက်တစ်ခုကနှစ်ပေါင်းများစွာပရိသတ်နဲ့ကိုယ်နဲ့ဂျာရင်းကတိဆောက်လာတဲ့ trust တစ်ခုဒါကတော့ဘာနဲ့မှတန်ဖိုးဖျက်လို့မရဘူးပေါ့ဒါလေးတွေကြောင့်လည်းပါပါတယ်တက်ကြွတယ်ကျွန်တော်ဒီပုံမှာတို့ကျွန်တော်စိတ်ကူးထားတဲ့ plot တွေတို့ဘာ item တွေလုံမလဲစိတ်ဝင်စားတယ်အဲ့ဒါလေးတစ်ခုက mic ဒါရိုက်တာကိုယ်တိုင်သင်လို့မရတဲ့ item မျိုးတွေဒီကားထဲမှာပါတယ်ပြောစရာကောင်းပါတယ် ဘယ်လိုပြောရမလဲပရိသတ်နဲ့ကိုယ်နဲ့ကြားတဲ့က surprise gift တခုပေါ့